ချောင်းပွဲတော်ကိုစက်ကောင်စီကဘုံချင်းလို့ခလေးတငယ်တွေပါဝင်လူပေါင်း20ကျော်တည်ပြီး90ကျော်ထိခိုက်ဒဏ်ရာရပါတယ်ဆိုပြီးတော့တရင်ကြီးဝါရဖြန့်နေတဲ့တောင်းလီကောင်မလေးမိရာကြီးတိကျတယ်။ဘယ်ကလင်ကြီးဝါရဖြန့်လဲ။ဝါရဖြန့်နေဆိုတဲ့ဇကားဒီမဟုတ်တာကိုဟုတ်ပါတယ်လို့လိန်လည်ပြီးလူအများကြီးအောင်လုပ်တာ။ဟုတ်တာကိုမဟုတ်ပါဘူးလို့လိန်လည်ပြီးလူအများကြီးအောင်လုပ်တာ။အဲ့ဒါဝါရဖြန့်တယ်နော်။အဲ့တော့လက်ရှိအခုဘုံတို့ရောမှာမင်းတို့စစ်တပ်ကပါလာမော်တာနဲ့ဘုံလက်ကျဲလာမကျဲဘူးလား။ကျဲတယ်နော်။ကျဲတယ်နော်။ဟုတ်တယ်နော်။လာကြတဲ့အချိန်ပေတဲ့အဲမှာပြည်သူတွေပါလာမှာပါဘူးလား PDF တွေလိုမပြောနဲ့အမအသက်မပြည့်တဲ့ကလေးလေးပါလား ကျောင်းတက်နေတဲ့ကျောင်းသားလည်းပါတယ်အသက်ကြီးတဲ့အမျိုးသမီးလည်းပါတယ်သူပြည်သူအကြောက်တန်းရိုက်တွေးနေတာလေဟမ်အဲ့တော့ဝါသဖြန့်တာဘယ်လိုဖြန့်လဲအဲ့တော့နောက်တစ်ခုမေးအောင်မေးနေဆော့ရှယ်မရှိရိုက်ရတယ်ညို့ကမေးမယ်လူကြီးအပြည့်ဝရှိတဲ့နေရာကြီးတော့ဒါလိုပဲဆိုတော့တကယ်လူဝင်အပြည့်ဝရှိတယ်ဟမ်တကယ်ပဲလားအဲ့ဒါဆိုရင်ငါအများကြီးမမေးဘူးအဲ့ဒီနေရိုက်ရတဲ့ဒေတာလူတွေဟာသူတို့ရင်ထဲကဖြစ်ချင်တဲ့အရာစံနှုန်းကိုပေါ်ထုတ်ခွင့်ရှိတယ်ဒါလူကြီးအခြေခံအကျဆုံးအချက်လေးတစ်ချက်ပဲအဲ့တော့လေးအောင်ရနေပြီလားရနေမယ်ဆိုရင်တော့နေပြောတာလက်ခံလိုက် ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘုံတိုးရွာစီမီတပိတ်ဘုံကျဲမှုပြောင်းလဲနေတဲ့မပူတုမဟာသွေးအားအမေသားကြီးကိုစီမဆုံးမလိုက်တီမူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒီနေ့ကတော့တော့တူတူဆရာထင်ပြီးတော့သူတို့ပဲအချင်းချင်းနဲ့မတည့်တဲ့နော်ယာရီတွေပူတုမရဲ့ဒီလိုရေရှင်လုပ်ချင်ပါလားကြည့်ပါဦးနော်ငါကဘာလို့လဲဒီနေ့နောက်ကျန်တာကလည်းအော်တိုဘတ်ကိုရည်နေဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရေးပေါ်စီတကိုကိုစွဲကသတိပေးပြီးရဲ့ သွားပါလိဒီလိုလူဖြစ်ပုံပြဖို့တယ်လို့နေတယ်ငါကြွဲလို့ကောင်းလို့ကျေးဇူးတရားမယ်လို့အခါမှတော့မတွေ့နိုင်ဘူးဗျာနောက်ဒီလိုတော့ဒီသတင်းချုပ်မိထုံးပွဲတော်နဲ့ပတ်သက်ပြီးတော့အများသူငါတွေကိုအပြောကျူးတည်တဲ့ရေးပုံစီလေးဆိုပြီးပြောလိုက်တယ်ငါကြွဲကျေးဇူးတက်ပါတယ်နော်ငါကြွဲကပြီးခဲ့မိလာရေးဆိုလို့ရှိရင်တော့ဝိုင်းပြီးပြောလိုက်အာဘုံဟာ၆နှစ်နေဆက်မှာတင်းချုပ်စင်းမိထုံးပွဲတော်ကိုစက်ကောင်စကဘုံချင်းလူခလေးတငယ်လေးပါဝင်လူပေါင်း20ကျော်သေးပြီး90ကျော်ထိခိုက်ကြံရရပါတယ်ဆိုပြီးတော့တိုင်းကကြည့်ဝါရဖြစ်နေတဲ့တောင်းလီကောင်မကြီးမိလာရေးကျေးဇူးဘာဖြစ်ကလင်ကကြည့်ဝါရဖြစ်နေဝါရဖြစ်နေဆိုတဲ့စကားဒီမဟုတ်တာကိုဟုတ်ပါတယ်လို့လိမ်လည်ပြီးလူအများကြီးအောင်လုပ်တာ ဟုတ်တာကောမဟုတ်ပါဘူးလို့လိန်လည်ပြီးလူအများသိအောင်လုပ်တယ်အဲ့ဒါဝါသဖြန့်တယ်နော်အဲ့တော့လက်ရှိအခုဘုံတို့ရွာမှာမင်းတို့စစ်တပ်ကပါလာမော်တာနဲ့ဘုံလက်ကျဲရမကျဲဘူးလားကျဲတယ်နော်ကျဲတယ်နော်ဟုတ်တယ်နော်လာကျဲတဲ့အချိန်ပင်တဲ့ထဲမှာပြည်သူတွေပါလာမှာပါဘူးလား PDF တွေတော့မပြောနဲ့အမအသက်မပြည့်တဲ့ကလေးတွေပါတယ်ចောင်းတက်နေတဲ့ចောင်းသားတွေပါတယ်အသက်ကြီးတဲ့အမျိုးသမီးတွေပါတယ်နော်ဒါတွေအားလုံးကိုဗီဒီယိုဖိုင်နဲ့ရိုက်ပြထားတာနော်အဲ့တော့ဝါသဖြန့်တာလားတကယ်ဖြစ်လို့ဖြစ်တယ်ပြောတာလားအဲ့တော့တကယ်ဖြစ်လို့ဆိုကျွန်တော်ပြောမယ်ဘာဖြစ်လဲအဲစီဗီသဖိတ်ဖို့လို့ဘာဖြစ်လို့ညာဖြစ်လို့ပြောပြမယ် ရွာတရွာမှာလေတီတူဆိုတာစစ်တပ်ဝင်လာလဲသူတို့ဘာမှလုပ်ပိုင်မှုမရှိဘူး။နော်စစ်တပ်လာမှာကြိုတိလော့ပြင်းပြင်းမပြင်းနိုင်တဲ့သူတွေတတ်ခံတိကဘယ်လောက်ရှိနေပြီ။ PDF ဝင်လာလဲဒီ PDF ကိုမကြိုက်တဲ့ဒီလိုစစ်တပ်အဘေးထောက်ခံသူဆိုရင်အဲ့ PDF ကိုဘာမှလုပ်လို့မရဘူး။ဘာမှပြောလို့မရဘူး။အဲ့တော့ရွာမှာရှိတဲ့ပြည်သူကဘယ်ဘက်ကလာလာသူတို့ကဘာမှပြောလို့မရဘူး။သူတို့ကတော့အခံဘက်ကပဲနေရမှာပဲ။အေးသူတို့အဘေးတဲ့သူဆိုရင်တော့သူတို့လက်ခံကြည့်လူလက်ခံမယ်။သူတို့အားမပြည့်တဲ့လူဆိုရင်သူတို့အောက်ကတဲ့လက်ခံမှာပဲ။ဒါလက်ရှိညီမပြည်မှာဖြစ်နေတဲ့အရာ။ဘာအမှန်တရားပဲကတိပဲ။အဲ့တော့အဲ့ဒီအနေထားမှာတတိယချုပ်ပိတ်ရဲ့နော်စင်ပြီးပူတော်ကြတယ်။ညီမတွေရဲ့ထုံတန်းစင်တာ။ တော့ငါ့ရဲ့ဆိုဒါပေမဲ့ကိုတင်မမှာဆို channel ထဲမှာတက်ပင်နေကြားမှာလိုက်ထွန်းကြတာမိတယ်အဲ့တော့အဲ့ဒီဘုံတို့ရောမှာရှိတဲ့သူတွေလဲခုနကပြောဆိုတော်တော် chicken အားပေးတဲ့သူစင်မီမှုဆိုရင်စုတောင်းကြမေကောင်ဆန်းစုကြည်ကျမ်းပါပါစေလွတ်မြောက်ပါစေဒေါ်ဆန်းစုကြည်တို့ကဖမ်းဆီးထားခံရတဲ့သူတွေလွတ်မြောက်ပါစေသူတို့မီးပူဇော်ပြီးဆူတောင်းတာအဲ့ဒါအကြဆွေးမှုလားတရေမမှုလားအဲ့ဒါအမှုမြောက်လားဟမ်ရိုးရိုးလေးပဲလေသူတို့ရဲ့ရိုးရောင်မီးပူဇော်တယ်သူတို့ချစ်တဲ့သူသူတို့လိုချင်တဲ့သူကိုသူတို့ဆူတောင်းပေးတယ်မေတ္တာပို့ပေးတယ်အဲ့ဒါအကြဆွေးမှုလားဟမ်အဲ့ဒါအကြဆွေးမှုတကယ်အကြဆွေးကောင်ဖြစ်နေရင်တော့မှချစ်ခွင့်ရှိတယ် เนาะကျမ်းမာပါစေစုတောင်းဝင်ရှိတယ်ဒါကလုပ်ဖို့ရင်းတော့ပြောဟိုပြောမထိုက်တော့ဘာဘာမှမရှိတဲ့အရာဆိုအခုတည်လူတွေဒီမိတို့ပြီးတော့ဒီတိုင်းပြီးပြစ်ပါစေဘာဖြစ်တာကျွန်တော်အော်နေတာမဟုတ်ဘူးသူတို့ချစ်ခင်တဲ့သူကိုသူတို့ကျမ်းမာပါစေချမ်းသာပါစေသူစုတောင်းနေနေတာအဲ့ဒါရာဇဝတ်မှုမြောက်လာအဲ့ဒီအချိန်မှာ PDF လက်လာရင်လာမယ်တော့ PDF ဒီရောရောက်နေလိမ့်မယ် PDF ကမှလေးရောက်နေတယ်အဲ့ထဲမှာအဲ့တော့အဲ့ဒီအချိန်မှာနေတော့ဘုံကကျဲတယ် PDF နေတယ်အဲ့ဒီရွာသားလေးတွေတည်တယ်အဲ့ဒါအမှန်တရားလည်းမဟုတ်ဘူးလားဟမ်ဘီလိုပဲမှာတည်းအလောင်းကောင်ရက်ပြအကြောင်းသားလေးရဆာခလေးဆိုဒီပေါင်ကချောင်းပြတ်တက်ပြီးတော့ဟမ်ပုစုပ်ကဆက် အဲ့နေတော့လောက်ရောက်လာမဟုတ်ဘူးလားအဲ့တော့နေတော့အခုလောက်နေတဲ့လောက်ရောက်ကမြို့တွေမှာတမကြီးနေနေလိုက်ရိုက်ပြန်တယ်တွေ့ရဲတမကြီးတဲ့လူ့ကိုယ်ရေးအပြည့်အဝရှိတဲ့နေရာတွေကတို့အေးချမ်းနေတာဟမ်နေတော့အကျန်အဲ့လားအကုန်မဲ့မလားနေတော့အထုံးအောက်မှာနေရင်အေးအေးချမ်းချမ်းနေရမယ်နေတော့ကိုတော်နိုင်ရင်တို့တက်ဖြတ်ကန်ကြည့်မယ်ဘုံချက်ကန်ကြည့်မယ်စစ်ရေးတဲ့ကြုံမယ်မြို့ပြည်သူအကြောက်ရိုက်ရိုက်တွေးနေတာလေဟမ်အဲ့တော့ဝါရဖြတ်နေဘယ်လိုဖြတ်နေအဲ့တော့နောက်ခုမရအောင်မယ်နေစောက်ချက်မရှိရိုက်ပြန်တယ်မြို့မှာမေးမယ်လူ့ကိုယ်ရေးအပြည့်အဝရှိတဲ့နေရာတွေကတို့မဲ့ဆိုတော့တကယ်လူ့ကိုယ်ရေးအပြည့်အဝရှိတာဟမ် တကယ်ပဲအဲ့ဒါဆိုရင်ငါအများကြီးမမေ့ဘူးအဲ့ဒီနေရိုက်ကြတဲ့ဒေတာလူတွေဟာသူတို့ရင်ထဲကဖြစ်ချင်တဲ့အရာဆန္ဒကိုပေါ်ထုတ်ဝင်ရှိတာဒါလူခွေရဲ့အခြေခံအကျဆုံးအချက်လေးတစ်ချက်ပဲအနောက်လေးလုံးရနေပြီလားရနေပြီဆိုရင်တော့ဒီပြောတာလက်ခံလိုက်ပြီဟမ်ရနေပြီလားအဲ့လိုဆိုအခုခဏလိုပြောနေတယ်အပြောင်းကျွနေတဲ့ရေပေါ်စီးဆိုရင်လူအုပ်ထဲမှာအချင်းကလက်တောင်းချောင်းထောင်းနေတယ်ပြီအများကြီးပါကြီးအဲ့ဒီလူအုပ်ထဲမှာစီရီယံလို့တွားတယ်တရားရေးဝန်ထမ်းနေကျမကြီးဝန်ထမ်းနေနိုင်ငံကဝန်ထမ်းနေဆိုရဝန်ထမ်းနေအများကြီးပါကြီးပြောပြောပြော အခုလည်းရင်းနေတုံးမေးထောက်ပွဲကိုဝင်ရောက်ဆင်နွှဲတဲ့လူအုပ်တီလူခနာလို့ပြောနေတယ်ဆိုရင်ပြောနေတယ်အပြော်ကျူးနေတဲ့ရေပေါ်စီဆိုရဲလူအုပ်ထဲမှာအကုန်လုံးကစစ်တပ်ကိုချိန်နေကြတယ်လို့ပြောဖို့အကုန်လုံးကလည်းရှိတက်မလို့ဆိုရကိုထောက်ခံနေကြတယ်လို့ပြောဖို့တို့တို့ရပိုင်ခွင့်ရတို့တို့ရ right တို့တို့ရအခွင့်ရတို့တို့ဘုရားပါတော်ဝင်နေဖြစ်တဲ့အတွက်ဘုရားပါတော်ဝင်နေရဲ့ခါကြည့်ရချင်းလေးရဲ့ဇင်းကိုစိတ်မထုံမင်းပူဇော်ချတာကျေတော်ဒီလိုမျက်ကြည့်မှတို့ရှိ။အော်ဘုရားပါတော်ကရှင်ဒီကိုစီမီသွင်းပူဇော်ကြတာ။နေတော့အုတ်ထုံးအောင်မှရောက်နေတဲ့ပြန်မှာစီမီသွင်းပူဇော်ရင်တော့ပူဇော်မရတယ်အဲ့လိုလား။မြင့်ငါမင်းပဲတကယ်ပဲအဲ့လူတွေရဲ့လူခွင့်တွေတကယ်ရတယ်။နေဆောက်ချက်မရှိရိုက်ရတယ်လား။ ဟမ်ညီမရှိဘူးလားညီတို့ညီဟိနေအော်ဒါပါတရားဆိုတာဖင်ကြောင်ချုပ်ပြီးလမ်းလျှောက်ပြီးမှညီတို့ကဟိနေအော်ဒါပါတရားထင်တယ်ဟမ်ရှက်စရာကိုရှက်စရာကောင်းမှမတိအောင်အောက်တန်းချနေတဲ့ညီတို့ရဲ့စိတ်ဓာတ်တွေကလေညီတို့ဘဝကိုညီတို့ဖျက်ဆီးနေတာကြည့်လားအဲ့ဒီနေပြောတဲ့မုံရောင်ကလူပုတ်ကြီးဟာသူတို့ရင်ထဲကစံသအမှန်ကိုဖော်ထုတ်ဖို့ရှိပါလားကဲတစ်ဖက်မှာညီတို့နှုတ်ပေးတဲ့ပွဲမှာကောက်ဝင်ရမယ်တစ်ဖက်မှာကနော်ဒီသူတို့မကျင်နိုင်တဲ့တွေကိုပေါ်ထုတ်ရမယ်။တော်လိုင်းရောမကျင်နိုင်တဲ့တော်လိုင်းကိုမကျင်နိုင်လို့ပေါ်ထုတ်မှရှိမယ်။မင်းအောင်လိုင်းရောမကျင်နိုင်တဲ့မင်းအောင်လိုင်းကိုမကျင်နိုင်တော့ဘယ်အင်းနဲ့ငါနဲ့တော့မှရှိမယ်။အဲ့ဒီလူအုပ်ကိုတွားမင်းကြည့်ဘယ်ဘက်မှနေမလဲ။လောက်ဖို့ရှိခဲ့ ဒါနေနေတည်တယ်အဲ့တော့ဘာမှနှုတ်ခွင့်မရှိဘဲနဲ့အကုန်ပိတ်ဆို့ထားပြီးတော့ဓမ္မကြည့်နှုတ်ခွင့်ရေးဆိုတော့နင်းဖင်ခံလိုက်ရမှာရိုးရိုးမခံနဲ့အဲ့ဒီပွဲကိုပတ်ပြီးခံနှုတ်ခွင့်ရေးအပြည့်ဝရှိတယ်ကျမအောင်လာစော်ကြပါလို့သိလားဘာမှမပြောခွင့်တော့မရှိတာနင်းတော့ကလေဟိုတွေးအောင်တွေးခွင့်မတည်မရလို့အကယ်၍လူတစ်ယောက်ကတွေးနေတာကိုနင်းတို့လည်းကြည့်ခွင့်ရမယ်ဆိုရင်တွေးတဲ့ကောင်ကနင်းတို့ဖမ်းပြီးခေါက်ချမှာတွေးပြီးရုံနေတော့ဟောအမေစုကြမ်းပါပါလေမတရားဖမ်းဆီးခံရတဲ့နိုင်ငံကောင်းဆောင်နေတော့တည်ညွညာလေးပါဟိုလွတ်ပါစေအတွေးလေးတွေးပြီးနေတော့မှဟာဒီကောင်တွေးနေပြီဖမ်းဆိုထားရမှာနင်းတို့ဖြစ်နေအဲ့ဒီ အဲ့တော့လူတယောက်ကိုဘာမှဖွင့်ရင်တည်းကဆန္ဒထုတ်ဖို့ဆိုတာအဝေးကိုဖြစ်နေတိုင်းဖြစ်ဖွင့်လုံးဝလုံးချင်တိုင်းလုံးဝရဖို့ဆိုတာအဝေးအဲ့လိုဟာမျိုးကိုအကောင်ထောက်တော့ဖိနှိပ်ပြီးတော့မှဒါလူဝင်အပြည့်ဝရရဆိုပါတယ်လူနေနေနေတို့ပြောတဲ့လူဝင်ကနေဖိနေနေညာလူဝင်လာဟမ်ဘုလူမငါအဲ့လိုမမေးရတော့ပဲဟာနေဖိနေနေညာအဲ့အဲ့နေပြောတဲ့အဲ့ဒီပုံကအဲ့လိုကနေတဲ့ဒါလူဝင်အပြည့်ဝရကတယ်လို့ပဲအဲ့လိုပဲလားအတိတ်မှာရှိတဲ့စကားကိုပြောလေဟမ်စောက်ရှက်မရှိဘူးလားနေမှာဥချတယ်လားမရတော့မရှိဘူးလူတွေအကြံတော့နော်ဥချမနေရတော့မရှိတော့လူတွေစီကားချတယ် အခုလိုမျိုးဒီညမှာဖြတ်ပြီးပြောတာခြေတာကလေအခုအခါကြီးရဲ့ခြေလေးရဲ့ခြေရွှေပုံကြီးတော့မျက်ကြီးမှာလူတွေချစ်ချစ်တိုးနေပြီဆိုရင်နော်ကုလားပုံတာပါတာတွေကဘာပြောလဲကိုယ့်ရင်ဖျားလေးကိုအူချလို့ရတာပဲဆိုတော့လူသားလာရင်ရှိသေးတယ်အဲ့လိုပြောလိုက်မှာကျွန်မအမေနဲ့ခြေပါလေးရှိတယ်အမေထပ်ပြီးပြောမယ်ကျွန်တော်တို့အိမ်မှာကြီးပထိုးလေးပုတ်ခဲ့တယ်ကျွန်တော်တို့အိမ်မှာဖျားကြောင်းလို့ပုတ်ခဲ့တယ်ဆိုတာကကျွန်တော်တို့ကဥဒိတစီတီလို့ခေါ်တယ်။ရရှင်ရဲ့ဘုန်းတော်တီနော်။ရရှင်ရဲ့အီတီဘီတော်ဘကောအင်ဟန်တမတမုံတော်ဝိဆန်ဆရဏတမန်တော်သူကတော်လောကဝိတုအနုတ္တရဘုဒ္ဓတာဓမ္မတာရတိသတ္ထာဒီဝံလောတာနဲ့ဘုတော်ပတဝါဆိုတဲ့ဘုန်းတော်ကိုစီမံပြီးတော့ပူဇော်တာ။ဒါပေမဲ့ဖေကောင်ကျော်တော်မြတ်ကြီးမှာသာဓုစီတီ တက်တော်ကိုစံတော်ထားပါထားတယ်ဓမ္မစီဒီဓမ္မခန္ဓာပေါင်း၈၀၀၄တောင်းဟုတ်တိတ်တာဒီပြေဘောကစီဒီပြေဘောကဆိုရင်မြတ်စွာဘုရားရှင်ရဲ့အတုံးဆောင်ရေစစ်တော်တောင်းပြတော်လေးကိုထာပနာထားတယ်ဒါကြောင့်မို့လေးစုံတက်ကုန်ရှိတဲ့ကောင်ထာပနာထားဟုတ်လားမြတ်သူနေနေနေတိထားဟမ်ညီမညီမအဲ့ဒီဗုဒ္ဓဘာသာပါဆိုပြီးတော့ဗုဒ္ဓဘာသာအယူနဲ့စတင်ပဲဂျင်းတွေကိုဖိနှောင်းထောင်းနေဟာတော်ပြီဟမ်ဖယားပဲဆိုဖွင့်လို့တော့လေးတိချင်းနဲ့ကဘာတပိတ်ဆိုဟမ်အဲ့ဒီအရှိကကကုတန်ခေါနာကောင်လို့အတုံးဆောင်ပစ္စည်းတွေအဲ့ဒီလေးတိချင်းရခိုင်ပြည်နယ်ပြင်ပထွက်အလုလုသူများကိုစစ်တပ်ကဖမ်းဆီးပြီးစစ်မှုထမ်းခိုင်း ရခိုင်ပြည်မှာအလုတ်ကင်ရှားပါမှုနဲ့စားဝတ်နေရေးအကျက်တဲကြောင့်ပြည်မဘက်ကိုအလုတ်လုတ်ကင်မှုတွားရောက်တဲ့သူတွေကိုလမ်းမှာစစ်တပ်ကဖမ်းဆီးတာစစ်မှုထမ်းနဲ့ဖမ်းခေါ်ခံရသူတွေလည်းရှိလာနေပါတယ်။ရခိုင်ပြည်တောင်ကုန်းမြို့ကနေပြည်မဘက်ကိုအလုတ်လုတ်ကင်မှုတွားရောက်ကြတဲ့သူတွေအပါအဝင်လမ်းပြအဖြစ်လိုက်ပါပို့ဆောင်ပေးတဲ့ရခိုင်နဲ့ချင်းဒေသခံအယောက်၅ဆက်ကျော်ဟာစစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေကပြောပါတယ်။ အော်တိုဘာလပထမပတ်အတွင်းမှာတောင်ကုန်းမြို့ကနေတဆင့်ပြည်ဘက်ကိုထွက်ခွာရမှာပဲခူးတိုင်းပတောင်းလမ်းပေါ်မှာတင်စစ်တပ်ဖမ်းဆီးတာကိုခံခဲ့ရတာလို့ဆိုပါတယ်တောင်ကုန်းဒေသခံတယောက်ကရခိုင်ရိုးမပေါ်မှာရှိတဲ့ရွာတွေထဲကပါတချို့ကလမ်းပြအဖြစ်နဲ့တောလမ်းကနေခီးသွားတဲ့သူတွေကိုခေါ်ယူသွားတာရှိတယ်တချို့ကြတော့လည်းခီးသွားတွေမှာပါလာတဲ့အထုပ်ကိုးတွေပစ္စည်းတွေကိုတည်ယူပို့ဆောင်တာရှိတယ်ဒီလိုလူတွေဖမ်းခံရတာပါဖမ်းခံရတာကတော့ပဲခူးတိုင်းထဲမှာဖမ်းခံရတာပါလူ90အထက်လောက်ကိုဖမ်းဆီးခံခဲ့ရတာပါတချို့ တောင်ကုန်းကလူတွေကြတော့သူတို့ရဲ့မိသားစုတွေတွားပြီးတော့ဌာနဆိုင်ရာတွေနဲ့ဆွေးနွေးတာရှိပါတယ်ဒါပေမဲ့မရခဲ့ဘူးလို့ကြားပါတယ်မလွတ်ပေးဘူးပေါ့နော်တေချာတာတခုကစစ်မှုထမ်းဖို့ခေါ်သွားနိုင်တယ်ကြုံရင်ကြုံတယ်လို့ပါပဲသူတို့ဖန်တာကတော့လို့ပြောပါတယ်ဖန်စီခံရသူတွေထဲမှာတောင်ကုန်းမြို့ပေါ်ရက်ွက်တွေအပါအဝင် တောင်ကုန်းမြို့နယ်ရက်တော်မူကျေးရွာက6ရောက်ဆလူကျေးရွာက4ရောက်ဒုံးနယ်ဆန်ကျေးရွာက12ရောက်ရေပေါ်ကြီးကျေးရွာမှာ9ရောက်ပိန်းနယ်ဆန်ကျေးရွာက3ရောက်နဲ့တတောင်မြို့နယ်ထဲကချင်းလူမျိုး30ရောက်ကျော်တို့ပါဝင်တယ်လို့သိရပါတယ်။လက်ရှိဖမ်းဆီးခံရသူတွေကိုမြောင်ချောက်ကျေးရွာကစစ်ကောင်စီတပ်စခန်းတွေနဲ့အိုရှစ်ပင်မြို့ကတပ်စခန်းတွေမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။ပြီးတဲ့ပြင်ကမာတပင်းလုံးဘူးသိမ်းထားတယ်နေသိမ်းရတယ်။ဟမ် ာရာရင်းရလေနင်တို့လို့အဲ့လိုပေါက်ပန်း၄၀ကျင်းတဲ့လို့တောင်းကောင်းတိလားဟမ်ဗုဒ္ဓဘာသာအင်မတန်ရိုးရှင်းတဲ့ဘာသာအင်မတန်တဘာဝကျတဲ့ဘာသာဒါပေမဲ့အဲ့ဒီရိုးရှင်းတဲ့တဘာဝကျတဲ့ဘာသာကိုတန်ဖိုးမဲ့အောင်လို့မဟုတ်ကဟုတ်ကစကလုံးတွေတက်ပြီးတော့တဖះဟောပါလို့လှုပ်လို့လှုပ်ဖះကအဲ့ဒီလေးလေးစုံလေးစုံဓာတ်ပုံရွှေတကုံဟာအရှင်ဖះတုံးစုရဲ့နော်ဓာတ်ုပ်ပစ္စည်းတွေပါတယ်လို့မြတ်စွာဘုရားဟောခဲ့တာလားဟမ်မြတ်စွာဘုရားပြုံးတဲ့လေးသိချင်းနဲ့ကဘာတရင်ချင်းရလေအဲ့ဒါစဉ်းစားကြည့်နော်လှုပ်ချင်တာလှုပ်တယ်ပြီးရင်ဘာသာရေးကိုထိုးချတယ် ပြောချင်တာပြောတယ်ပြီးရင်ဗလာယုထိုးကြတယ်တမိုင်းဆရာလေးရေးချင်တာရေးတယ်ဟာဆက်ကဆင်မင်းအဲ့ဆိုတော့၃ယူစနာရှိတယ်ဟာနေလို့တွေဝှထုတ်ပြီဒါလည်းယုံနေလို့ယုံတာပဲအရင်ကဘုရားတော်ဆက်ကဆင်မင်းဟာဆိုတော့၃ယူစနာရှိတယ်ဟာအဲ့၃ယူစနာကိုမရှိမှိုင်မတော့အောင်နော်အချို့တည်းဆို၁၃မိုင်ပြောတယ်၁၂မိုင်ပြောတယ်ပြောတယ်ရှစ်အနိုင်ဆုံးစစ်ရှစ်မိုင်မတော့အောင်၃ယူစနာရှစ်၃ဦး၂၄ဆက်ကဆင်မင်းအဆွေ၂၄၂၄မိုင်ရှိတယ်ဆိုတော့စဉ်းစားကြည့်လေဒါနဲ့အဲ့ဒါကိုယုံနေတူတွေယုံတာပဲဆိုတော့ဂျင်းထည့်ပြီးတော့နော်ဗုဒ္ဓဘာသာရိုးရိုးလေးအဲ့ဒီလိုလေးကိုနေတော့ရှော့အောင်မလုပ်နဲ့ ခေါ်တယ်။အတိသူပဲတွေ့တာကြာတော့မယ်။ဥဒိတာဈေးတွေထက်လေးစုတက်ပေါ်ဖြစ်ကုန်လို့လာရောက်ပြောင်းရတယ်ပြများပြားလေ။ခင်ဗျားတို့အမုံစိတ်နဲ့ရရပါမှာလက်ပြောင်းမပုတ်ခတ်ကြတယ်။မပုတ်ခတ်တာမဟုတ်ဘူးလက်တွေ့ပြောတာ။အဲ့ဆိုရင်အိမ်ကဖင်ရအောင်ရှစ်ပုံးရင်ရမဲ့ကုတို့နှုံးနှမ်းတယ်။အဲ့ဒီနင်ပြောတဲ့ဟမ်ဓာတ်ဈေးတွေရွှေကောင်မြတ်ကိုဖူလို့ရှိရင်ရမဲ့ကုတို့ရွှေကောင်ကပုံပြီးပုတ်ကြည့်တာ။ငါဘွားမေးတာမဟုတ်လေရတာလို့။ဟမ်ရိုးရိုးရှင်းရှင်းလေးဘုန်းကပါတာကိုစမ်းပြအောင်လို့အယောင်နေမစိုးနဲ့။တိလား။ဘယ်နေရာမှာဖြစ်ဖြစ်အဓိကစိတ်ပဲ။ ရွှေတကောင်ဘာကူပြီးစောက်ကျင်မကောင်းတဲ့မင်းအောင်နိုင်တို့မအေးလို့ရချွေတကောင်ဘာအုပ်ကူကုန်းချလဲစောက်ကျင်မကောင်းတော့ဘာစောက်ကျင်မကောင်းတာပဲတိတယ်မြတ်စွာဘုရားရှိခိုးအူချတော်မှာလူ့မှာလူ့မှာပဲလူတော်ကောင်းမဖြစ်တော့ဘူးကိုယ့်ရဲ့လောက်ရဲ့ကိုယ့်ရဲ့စိတ်ကအဓိကအဲရှင်းလားဘာသာရေးဂျင်းမထက်နဲ့ဗုဒ္ဓဘာသာဆိုတာလောကတဘာဝအမှန်တရားနော်အယောင်မဆိုးနဲ့ကာလာမရှိဘူးတိတယ်မင်းအောင်နိုင်တို့မအေးလို့လူ့မှာကရွှေတကောင်မပြောနဲ့ဘုရားရှင်ကိုးအူချတော်မှာကုလို့လူ့မှာလူ့မှာပဲလူကောင်းဖြစ်တော်ဘူးရှင်းရှင်းလေးမတိတဲ့လူတွေကိုတို့ဂျင်းခဲ့အိုက်ခိုက်ကြတယ် လက်ရှိမှာတင်းချောက်ပွဲတော်ဆိုရင်ဒါဘာသာရေးပွဲတော်ခလာကဘာသာရေးကိုအတုံးချနေနိုင်ငံရေးအမျက်ထုတ်နေတဲ့အောက်တန်းစားတွေနေဟုတ်တယ်ဘာသာရေးကိုအတုံးချနိုင်ငံရေးအမျက်ထုတ်နေအောက်တန်းစားတွေဟုတ်တယ်နော်ဘာသာရေးကိုအတုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတဲ့အောက်တန်းစားတွေပြီးအဲ့ဒီဘာသာရေးကိုအတုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတဲ့ဟာတွေကိုထောက်ခံအားပေးတဲ့အောက်တန်းစားတွေလည်းတင်းချောက်နဲ့ပုံစံလေးမကြည့်ဘူးနော်နာလက်တုံးချောင်းထောင်ကဲစီတရားလုတ်ခဲခင်ဗျားတို့ကိုအားပေးတယ်လို့ပြောကြတယ်ခင်ဗျားတို့ကိုရွှေရှာမုံတီးလေခင်ဗျားတို့ရဲ့လုံရက်တွေကရုံတောင်ကြီးခွေးမြောင်းလိုက်ဖြစ်နေတယ်ဆိုတာသူတို့ကတိတယ်နော်ရွှေရှာမုံတီးကလားအဲ့ဒီလူတွေမှာလုတ်ပိုင်ခွင့်မရှိတော့ဘူးအဲ့နမှုတို့ ွန်ရှံမုံဒီဝါတာလားတော်လန်ရီကိုလောက်ခဲ့တဲ့သူတွေဟာတော်လန်ရီကိုယွန်ရှံမုံဒီတို့မလောက်ကြတော့တာလားမင်းတို့အမိတ်လေးတွေအချင်းပြောရင်နင့်အလကားကျုံနေတဲ့ကောင်တွေပေါ့ကွာဟမ်အဲအလကားကျုံနေတဲ့ကောင်တွေကနော်လူတယောက်ကဆန်သဆိုတာအင်းဒီအနီကျတော့ဝတ်ခွင့်မရှိဟမ်ကိုချစ်တဲ့သူချစ်တယ်တော့ပြောခွင့်မရှိကိုအသားမှာကိုချစ်တဲ့သူပဲပုံတက်တူထောင်းတော့ခွင့်မရှိဟမ်ဖြစ်တယ်ဖြစ်တယ်ကြည့်မနဲ့ချက်ခံမညညဖာမမနဲ့အလောင်းလာဖို့အဲ့လိုလုပ်ချင်နိုင်လို့လို့ကိုစံသားကိုတော့ဘာမှထုတ်ဖို့လုတ်ပိုင်ခွင့်ပြောဖို့ပိုင်ခွင့်မရှိလို့သူတို့ကသူတို့ဘွားတိုင်းမှာညင်ပြီးနှိမ့်ဆက်ရဖြစ်သွားကြတာမှန်မှန်ပြောနော် နင်ပြောတာကိုမှန်ရင်ငါကြိုက်တယ်လို့ခံတယ်ငါပြောတာမှန်ရင်ငါဘယ်လိုခံမလဲလူကိုမွေးထားတာကလူဆိုရင်လူနဲ့ဖောက်ပြီးမွေးထားတာဆိုရင်လူလိုတွေးလူလိုပြောလူလို့ကိုလို့အေးလူနဲ့ဆက်ဖောက်ပြီးမွေးထားတာမဟုတ်ဘူးတိုက်တယ်လို့လို့သိလားအရှင်းလေးပဲမဟုတ်ကဟုတ်ကစကားကိုမမဟုတ်မမှန်တဲ့စကားကိုငါပြောရင်ငါအောက်တန်းသားဖြစ်မှာနော်နင်ပြောရင်နင်ဖြစ်မှာအဲ့ဒါပုံကိုစဉ်းစားသိလားဒီနေ့ကျမှလူတွေက break တွေအားလုံးက level ဖြစ်နေပြီနော်မြင်းနဲ့လူနဲ့အောက်ချင်နွားချောင်းနေတဲ့လူဆိုပြီးတော့နွားချောင်းလားဆိုသွားချင်မသိနဲ့ကိုယ့်ထက်အတီးပြားမြင်းနဲ့နွားချောင်းလားနေရှိတယ် နော်ကိုကိုမထင်နဲ့မှတ်ဘူးတို့ပြည်သူတွေနေအောင်ရှော့မသွက်နဲ့နော်ဒီတော့ဝါရမိုင်းဖြန့်တိုင်းပောက်ကန်း၄၀ပြောတိုင်းရုံတဲ့ထဲမှာပြည်သူတွေမပါတော့ဘူးဒါတောင်လို့အခုလိုမျိုးရုံတောင်ကြီးခွေးမြောက်လိုက်ဖြစ်နေတယ်ကိုယ့်ရဲ့လုံရက်တွေကိုကိုယ်ကမမြင်ပဲကိုမြင်ချီကိုမမြင်ပဲနဲ့ဆရာတက်ကိုလူထုမုံဟာစက်တက်မုံကြီးပဲတနေဝါရဖြန့်နေတယ်ခဏလို့ဒန်းစားရီကိုဒီတစ်ခါတော့ကျွန်မကကြံဖန်လေးတိ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 လိုက်နေစက်တက်မုံကြီးရဲ့ဝါရဖြန့်တာလားမုံစရာအလုပ်တွေလုပ်တဲ့စက်တက်ကိုပြောပြတာလားနံပါတ်1နော်စက်တက်မုံကြီးရဲ့ဝါရဖြန့်တာဆိုတော့စက်တက်မှာတိတူမုံစရာမရှိပဲနဲ့ရှိပါတယ်ဆိုလိန်ညာပြီးတော့ပြောတာ အဲ့ဒါဝါဒပြတ်ဒါပေမဲ့စစ်တပ်ကပြည်သူမုန်းစရာတွေကိုလုပ်နေလို့ဟဲ့ဒီဟာတွေကတော့မုန်းစရာကွယ်ပြည်သူကိုတို့ရုပ်မှန်တို့ရက်ဆက်တယ်ပြောတာအဲ့ဒါဝါဒပြတ်တာမဟုတ်ဘူးအမှန်ကိုအမှန်ပြောတာအဲ့တော့ဓမ္မအမှန်ဆိုတော့ဓမ္မပဲအဲ့ဒီဓမ္မကိုကြောက်တာဘယ်လိုလဲအဲ့ဒါမှလည်းပဲအဲ့ဒါပေါ့ကိုစဉ်းစားနော်အဲ့ဒါပဲဘသူပြောတဲ့စကားမှန်နေတယ်နင်ကမှန်မှန်တာကိုပြောနေတာနဲ့ငါတို့ကနေ့စကားကိုလက်မခံနိုင်ဆိုငါတို့အဲ့ဒါမှဖြစ်ပြီငါတို့ကမှန်တာကိုပြောနေတာနဲ့ဒီတို့ကဒါဟာဝါဒပြတ်တာလို့ကပြောပြီဆိုအဲ့ဒါတော့အဲ့ဒါမှရှင်းရှင်းလေးပဲအခုလက်ရှိမြေပြင်မှာဖြစ်နေတဲ့အရာနော်တဘောတရားလေးနေပြောတာနဲ့ငါပြောတာဘာလို့မှန်တယ်ညို့နေတိတယ် နော်ကိုယ့်အဆင့်ကိုတည်တာဆိုအဲ့လိုဆင်တဲ့တက်မလားသူများကိုပြား90မပြောနဲ့ဗာနေက99ပြားရှိတယ်ညမှာတပြားရှိတယ်ဆိုညမှန်တက်တယ်ညတပြားဘာမှတော့